တခါနွားချောင်းသားနွားချောင်းသား6ယောက်တော်ထဲမှာနွားချောင်းရင်ကနေဖွကြီးတကောင်မြင်တော့ဝိုင်းလဲကြတယ်လိုက်တဲ့အခါအဲ့ဒီဖွကြီးကတောင်မိုးထဲဝင်သွားအဲ့တောင်မိုးကြီးလိုက်တဲ့အခါအပေါက်6ပေါက်ရှိတယ်ပေါက်6ပေါက်ရှိတာ ਨੇ ဒီသူတို့တောင်မိုးကြီးကိုတူးဖြော်ဖို့အချိန်မရသေးတဲ့အတွက်ကြောင့်နောက်ကြမှာလာပြီးတော့ဒီဖွကြီးကိုတောင်မိုးတူးပြီးတော့ဖော်မယ်လို့ဆိုပြီး ဖမ်းမယ်လို့ဆိုပြီးတော့တယောက်ကိုတပေါက်သေးသေးချာချာဖွဲ့ကြည့်မထွက်နိုင်အောင်ပိတ်ခဲ့ကြတယ်ပိတ်ပြီးနောက်ရကြတော့သူတို့အဲ့ဒီဘက်ကိုနှွားချောင်းမရောက်ကြတော့တပတ်လောက်ကြာအောင်အဲ့ဒီဘက်မရောက်ဘူးနောက်တစ်ပတ်လှဲ့ကြလိုက်ပြီးကြောင်းတဲ့အခါကျတော့အဲ့ဒီတောင်ပေါ်ကြီးရောက်တဲ့အခါပြန်တတိရတော့သူတို့ပိတ်ထားတဲ့အပေါက်တွေကိုသူတို့ပြန်ဖွင့်လိုက်ကြဖွင့်လိုက်တဲ့အခါမှာဖွဲ့ကြည့်ကခေါင်းရလောက် ိတ်ထားတော့အစာရေစာမတောက်ရတဲ့အခါကျတော့အသက်ဆုံးပြီးတော့တောင်ပေါ်တွေကနော်ပိန်ပြီးတော့လှုပ်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 နဲ့ထွက်လာဖွကြီးရမပြေးနိုင်ရှာအဲ့ဒီကျတော့သူတို့တနာကျင်လာတဲ့စိတ်ဖြစ်သွားလို့မတတ်ကြအောင်အဲ့ဒီပုဂ္ဂိုလ်တွေဟာကောမဘုရားလက်ထက်ရောက်တော့ယဟန်6ပါဖြစ်လာ ဖြစ်လာပြီးတော့ခီးသွားတဲ့အခါမှာလိုင်ကူတစ်ခုထဲမှာသွားပြီးသရင်သုံးတဲ့အခါမှာညမှာ ောင်းတုံးကြီးတစ်ခုကနေမြည်ဟီးပြီးတော့လိမ့်ကြလာပြီအဲ့သူတို့နေတဲ့လှိုင်ကိုကြီးပိတ်သွားဘယ်သူမှတုံးဖွင့်လို့မရဘူးကြိုးစားကြတယ်ခொနှစ်ရက်လုံးလုံးမပွင့်ဘူးခொနှစ်ရက်ကြာတဲ့အခါကျတော့ဒီကျောက်တုံးကြီးကပွင့်သွားတယ်ဆိုရဆက်လာအဲ့တော့ဖွတ်တုံးကလည်းသူတို့ကသူတို့ကိုယ်တိုင်ပြန်ဖွင့်ပေးတာဖြစ်တယ်ပေါ့တနာလို့မတတ်ခဲ့ဘူးဒါကြောင့်မို့အဲ့ဒီယဟန်းတွေဟာလည်းပဲဝတ်လည်တယ်ဆိုအပိတ်တော့ခံရရတယ် ူတို့ဟာဘဝမှာမသေးဆုံးကြဘူး။သို့သောခொနည်းရဲ့အစာပြတ်ရေဖြတ်ပြီးတော့အင်အားတွေချိနေပြီးတော့လှိုင်းကူတွေကထွက်ခဲ့ကြတာ။အဲဒီဇာလန်ကလည်းဒါဝတ်လက်တယ်လို့ခေါ်တယ်